ပိုဆောင်ကျူတွေကအင်စပုံကောင်မျိုးတွေထဲကပီတာပိုမျိုးစားဖြစ်ပြီးတော့လန်ဖီရီဒိတ်မျိုးရင်ဝင်နေပါကဘာပေါ်မှာပိုဆောင်ကျူမျိုးစိတ်ပေါင်း2400ကျော်ရှိပါတယ်ပိုဆောင်ကျူတွေရဲ့ထူခြားချက်ကတော့သူတွေရဲ့ဝမ်ပိုက်အောက်မှာရှိတဲ့အလင်းထုတ်တဲ့အင်ကာ light organ ကနေအလင်းအောင်ထောက်လုံနိုင်ခြင်းပဲဖြစ်ပါတယ်ဒီအလင်းအောင်ထောက်လုံပုံက luciferin လို့ခေါ်တဲ့ဓာတ်ပစ္စည်းကို အောက်ဆီဂျင်နဲ့ပေါင်းပြီးတော့လူစီဖောရက်စ်လို့ခေါ်တဲ့အင်ဆိုင်ကဓာတ်ပြုတ်ပေးတဲ့အခါမှာအလင်းရောင်ထွက်ပေါ်လာတာဖြစ်ပါတယ်။သူတို့ထုတ်တဲ့အလင်းအားအဗူဓာတ်လောင်းအောင်မပါဝင်တဲ့အလွန်ထိရောက်တဲ့အလင်းဖြစ်ပါတယ်။ဓာတ်ပြုတ်မှုဆိုရင်တရားရာဂိုင်းလုံးနိဗ္ဗာန်ဟာအလင်းအဖြစ်ပြောင်းလဲသွားပါတယ်။တာမန်မီဒီတွေဟာတစ်ဆရာဂိုင်းလုံးလောက်သာအလင်းရပြီးတော့ပြန်လာရတော့အဗူအဖြစ်ထွက်ပါတယ်။အလင်းရဲ့အရွယ်ချက်ကအဓိကအဖြစ်တော့မိလိုက်ဖော်မှာရှာဖွေဖို့အတွက်ပါ။ မျိုးစေ့တစ်ခုချင်းစီမှာတည်တံ့ခွဲပြားရဲ့မီးမိတ်ဖွင့်ပုံစံ flash button ပါရှိပါတယ်။အချီးတွေကတော့ပြန်တန်အချက်ပြပြီးတော့အမားတွေကတော့မြေပြင်ပေါ်ဒါမှမဟုတ်တစ်ပစ်အနေပိုင်းမှာထိုင်ပြီးတော့အဖြစ်ပြန်ပေးလေးရှိပါတယ်။အလင်းရောင်ကအစိမ်းအဝါဒါမှမဟုတ်ဖြတ်တော်ရဲ့အနေအမျိုးမြင်ရနိုင်ပါတယ်။ဘဝဆက်ဝင်တဲ့စားသောက်မှုပုံစံနဲ့ပတ်သက်ပြီးတော့ပုံစံကျူတွေရတဲ့အခြားပိုး feature တွေလိုပဲဘဝဆက်ဝင်လေးစင်းဝင်ဖြစ်တတ်ရပါတယ်။ဥဒါလောင် ရုပ်ပုံလောင်နဲ့အရွယ်ရောက်ပြီးအဆင်ဆုံးပြီးလေ့ဆင်းရှိပါတယ်။ဒီဆက်ဝန်တစ်ခုလုံးဟာလအနေငယ်ကနေနှစ်နှစ်တမမဟုတ်၃နှစ်အထိအချိန်ကြာမြင့်ပါတယ်။အချိန်များစွာတာလောင်အဆင့်မှနေထိုင်ပါတယ်။ပုံစံကျူတာလောင်နေကအသားစားရဖြစ်ပြီးတော့ခယူအချိန်နဲ့ပိုကောင်ငယ်လေးတွေကိုစားပါတယ်။အစိတ်တောက်တွေကိုထိုးသွင်းပြီးတော့တားကောင်ကိုလုံးမြအောင်လုပ်ပြီးတော့အစာချေအန်ဇိုင်းတွေထုတ်ပြီးအရေးဖြုတ်ပြီးမှအစာသုံးတာဖြစ်ပါတယ်။အရွယ်ရောက်ပြီးပိုဆောင်ကျူအများစုကတော့ ရက်သက်တစ်ဖက်အနေငယ်ကနေလအနေငယ်ထိတာရှင်သန်ပြီးတော့မျိုးပွားဖို့တာအဓိကရည်ရွယ်ပါတယ်အချို့မျိုးစိတ်တွေကဟိုကြီးဒါမှမဟုတ်ဝုံမုံဝုံသုံးစားသုံးနိုင်ပေမဲ့အချို့ကတော့လုံးဝအစာမစားဘဲနဲ့နေထိုင်ကြပါတယ်စိတ်ဝင်စားစရာအချက်တွေကတော့မျိုးစိတ်အားလုံးရဲ့အရွယ်ရောက်ပြီးတော့ပုံစံကျူတွေကအလင်းအောင်မထုတ်တော့ပါဘူးနေ့ခင်ဘက်လှုပ်ရှားပြီးတော့ဓာတုပစ္စည်းနဲ့အချက်ပြရမျိုးစိတ်တွေလည်းရှိပါတယ် glow warm look ခေါ်တဲ့ဥရီနဲ့ရုပ်ဖုံလောင်းတွေဟာလည်းအလင်းရောင်ထုတ်လုပ်ပါတယ်။တာလောင်းတွေအလင်းထုတ်ရတာကအစိတ်ရှိချောင်မို့ဆိုရီကိုတတိပေးဖို့ရည်ရွယ်တာဖြစ်ပါတယ်။ Portrait လို့မျိုးစိတ်အချို့ကတော့အရွယ်ရောက်ပြီးအမရီကိုအချားမျိုးစိတ်ကအခြေရဲ့အချက်ပြပုံစံကိုတူပါပြီးတော့ဆွဲဆောင်တာဖန်ယူစားတော့တကြပါတယ်။အရှိတောင်အရှာနဲ့ American ပြည်တော်စုရှိ Great Smoky Mountains လို့နေရာအချို့မှာတော့ ဘောဆောင်ကျူအများပြအားတပြိုင်တည်းစီချက်ညီညီမိတ်တော်မိတ်တော်လင်းလက်တာမျိုးတွေ့ရလိရှိတဲ့အမခံမြင်ကွေးမျိုးကိုမြင်ရနိုင်ပါတယ်။ဘောဆောင်ကျူတွေကအပူပိုင်းရာတကူတူတွေမှာတွေ့ရပြီးတော့အထူးသဖြင့်စောစွတ်တဲ့မြင်စီလာစိတ်မြင်ရင်းနဲ့အေးအေးနီနာတတော်ရီမှာရှင်းတန်းလေးရှိပါတယ်။ဘောဆောင်ကျူတွေကယနေ့ခင်မှာတော့ချိန်ချမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ Live pollution လို့ခေါ်တဲ့အလင်းရောင်မြပြလက်မှုတွေကလူတွေသုံးဆွဲတဲ့မိအလင်းရောင်တွေကသူတို့ရဲ့မိလိုက်အချက်ပြတ်မှုတွေကိုအနောက်ရှက်ပြပြီးတော့ မိလိုက်ဖို့ရှောက်ဖွေဖို့အခက်ခဲစေပါတယ်။ဆော့ဆွတ်တဲ့အမိရင်းလက်ခွဲနဲ့တက်တော်ရီပျောက်ဆုံးပျက်စီးသွားတာလည်းသူတို့ရဲ့ဘဝဆက်ဝန်တဖြစ်ဖြစ်ပြုံတည်လာနိုင်စေပါတယ်။ဘုသက်စီရီကလည်းပိုဆုံးကျူရီကိုတိုက်ရိုက်တော်လကောင်သူတို့ရဲ့အစာဖြစ်တဲ့ခယူပကြီးတွေကိုတက်ဖြတ်စားသုံးခြင်းဖြစ်တော်ရတော်လကောင်ထိခိုက်လာစေပါတယ်။အဆုံးချူရီကတဘာဝပောင်းချင်အတွက်အရေးကြီးတဲ့အင်ဆာတွေဖြစ်တယ်လို့ပဲညအမောင်မှာလင်းလက်နေတဲ့သူတို့ရဲ့အလားတရားက ူတွေကိုဖြောရှင်မှုပေးစေတဲ့အကောင့်လေးပဲဖြစ်ပါတယ်။ပို့ဆောင်ချူရဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းများကိုလည်းရှာဖွေတင်ဆက်ပေးသွားပါအောင်မယ်။ရှိရှိနာစင်မီရဲ့ထရေအားလုံးနဲ့ကျေးဇူးတင်ပါတယ်။